မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တန်ရွဲမျိုးအနီးမှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်966ချေမြန်တပ်ရင်းခမရ966ရှေတန်းကင်းစခန်းကိုအရခတက်တော် EE ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတွေကိုအသုံးပြုပြီးတော့ခုခံတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တန်ရွဲမျိုးနယ်နဲ့ငပလီကန်းကျေအနီးကျေးရွာများဖြစ်တဲ့ခေါ်ရွာမစင်ရွာစင်ကောင်းကျေးရွာတို့မှာတိုက်ပွဲပြင်းထန်နေပြီးတော့မစင်ရွာကခမရ966ကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေးအတွက် EE ကစူးစမ်းနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ် တိုက်ပွဲကတော့တော်တော်လေးကိုပြင်းထန်နေတယ်စစ်တပ်ကရွာတွေကိုပိတ်ထားတယ်ဒေသခံတွေကိုလူသားဒဏ်ရာအဖြစ်လှုပ်ထားတယ်ဘေးလူရာကိုပြေးကျင်တဲ့ဒေသခံတွေကိုစစ်တပ်ကကာဗာယူထားတယ်လို့ဒေသခံတို့ကပြောပါတယ်ဇွန်လ6ရက်နေ့တိုက်ပွဲမှာငပလီကန်းကြီးအနီးကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့လက်နက်ကြီးများနဲ့လည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်မွန်လွဲတနအီကန်းကပစ်ခတ်မှုမှာငပလီကန်းကြီး ဟိုတယ်ငပလီဟိုတယ်အနည်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ကံကောင်းတာခီးတယ်တွေမရှိလို့ဝန်ထမ်းတွေလည်းမရှိလို့လေချောင်းကနေဘုံပစ်ချတာညီချင်းကြီးကိုဖျက်သွားတယ်လို့ဒေသခံတအူးကပြောကြားထားပါတယ်။ စစ်ကောင်စီကတန်တွဲလေစိတ်ကိုမေလ9ရက်နေ့မနက်ကနေစတင်ပြီးတော့ခရီးသည်လေရင်အတက်အဆင်းကိုပိတ်ပင်ထားတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်တုံးလေရင်များအတက်အဆင်းလုံနေပြီးတော့လူအင်အားနဲ့လက်နက်ခဲယမ်းများကိုပို့ဆောင်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနများရဲ့အဆိုအရအေအေကတန်တွဲမျိုးကိုတိမ့်ပတ်ရန်နှီးဆက်နေပြီလို့យေတာဖော်ပြနေကြပါဗျ။စစ်ကောင်စီကတော့လေချောင်းနဲ့ရေဓာတ်ကနေပြီးတော့လက်နက်ကြီးများအစမတန်ပစ်ခတ်နေပြီးအေအေကိုခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကြောင်းထုတ်တောင်းဝင်ကြနေတဲ့တမခွန်ခွန်လောက်ခံဆက်သွေးတက်ခွဲတမခွန်ခွန်ဆက်သွေးတက်ခွဲကအကြက်နဲ့စစ်တီခွနဦးရဲ့မိန်းမတွေကသူတို့ရဲ့ယောက်ျားစစ်သားတွေကိုခွာပြဲပြီးတော့တခြားယောက်ျားနောက်ကိုလိုက်ပြေးကုန်တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်အတွင်းမှာဟိုးလေးတကြောကြောဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တမခုံခုံဆက်တွေ့တက်ခွဲကအကြက်နဲ့စစ်တီခုနှစ်ဦးတို့ရဲ့မိမခုနှစ်ယောက်ဟာနောက်တန်းမှာ၎င်းတို့ရဲ့ခင်မိုးများကိုဆုံခွာသွားခြင်းနောက်ထပ်အိမ်အောင်ပြူခြင်းအခြားသောယောက်ျားတွေနဲ့လိုက်ပြေးသွားခြင်းတို့ကြောင့်ရှေ့တန်းကိုရောက်နေတဲ့၎င်းတို့ရဲ့စစ်သားယောက်ျားတွေကိုဆုံပစ်သွားကြတယ်လို့သိရပါတယ်။အဲ့ဒီဆုံခွာသွားမှုတရင်ဟာအကြက်နဲ့စစ်တီခုနှစ်ဦးရဲ့ဇနီးမယားများကရှေ့စဉ်နောက်စဉ်စိုးစလို့ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်အတွင်းမှာအဲ့ဒီဖြစ်စဉ်ဟာလူပြောများတဲ့ကိစ္စဖြစ်လာတယ်လို့သိရပါတယ်။အိမ်အောင်တွေရဲ့အကောင်းမွန်ဆုံးအချိန်ခင်မိုးဖြစ်တဲ့သူကရှေ့တန်းမှာ ဘယ်နှစ်နှစ်လောက်ကြာမှပြန်ရောက်မယ်မှလည်းအာမခံချက်ကမရှိအသက်ရှင်ရတဲ့ပြန်လာမလားဆိုတာလည်းအာမခံချက်မရှိတာကြောင့်ဘဝရှိရေးအတွက်တချို့ကလည်းနောက်ယောက်ျားယူတယ်တချို့ကလည်းတက်ထဲမှာလောင်ပိတ်မနေနိုင်လို့ခင်မုန်းကိုမပေါင်းတော့ဘဲနဲ့စွန့်ခွာသွားကြတာသားသမီးတွေကတပါးတည်းခေါ်သွားတဲ့သူတွေလည်းရှိတယ်လို့တချို့ကြတော့လေကလေးမရကြသေးတော့လက်ရှိခင်မုန်းအလားကိုမဆောင်နိုင်တော့ဘဲနဲ့ထွက်ခွာသွားကြတာလို့လေတပ်သတင်းအေးမြစ် Operation Spitfire ကပြောကြားထားပါတယ် ါအပြင်လက်တလောစစ်ကောင်စီတပ်တွဲအရာရှိနဲ့စစ်သည်များဟာရှေ့တန်းမှာနှင်းနဲ့ချီပြီးတော့စစ်တိုက်နေရပြီးနောက်တန်းကိုမပြန်ရတဲ့အတွက်ကြောင့်နောက်တန်းမှာလူမှုရေးဖောက်ပြန်မှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်ခင်မွန်းဖြစ်သူရှေ့တန်းကိုနှင်းနဲ့ချီပြီးတော့ရောက်ရှိနေတဲ့အချိန်မှာလင်းကောင်မပေါ်ဘဲနဲ့ကိုဝင်ဗိုက်ကြီးနေတဲ့အမှုများစစ်တပ်အတွင်းမှာလူမှုရေးပြဿနာများနဲ့တိုင်တန်းမှုများအများဆုံးရှိနေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ကျော်စွာဦးရဲ့ကိုရေးအရာရှိအိမ်အောင်တဲ့ဗိုလ်ကြီးဇေယဝင်းက ဒါကစားစစ်တွေကတာဝန်ကျတက်ကြွကြီးစရေးမှမတ်ခင်ကြီးနဲ့အိမ်တော်ရိတ်လူမှုရေးဖောက်ပြန်နေတယ်လို့သိရပါတယ်။ဗိုလ်ကြီးဇေယဝင်းရဲ့ဇနီးဟာစစ်တွေမှာလိုက်ပါနေထိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့်ဗိုလ်ကြီးဇေယဝင်းကတက်ကြွကြီးစရေးမှခင်ကြီးပြူနဲ့လူမှုရေးဖောက်ပြန်ခဲ့တယ်လို့သိရပါတယ်။တက်ကြွကြီးစရေးမှခင်ကြီးပြူဟာဒါကစားစစ်တွေကရိတ်တာတာဝန်ခံအရာရှိ ဗိုလ်ကြီးရန်အောင်ဆိုးနဲ့လက်ထပ်ခွင့်တင်ထားတယ်လို့သိရပါတယ်။စစ်တပ်ထဲမှာကလူမှုရေးအရှုပ်ရှင်းတွေကအရန်ကိုများပါတယ်။ထင်သာမြင်သာဆိုရင်တော့နောက်ပါခတိုင်းမှုရဲ့ကိုရေးအရာရှိဗိုလ်ကြီးဇေယဝင်းကအိမ်တော်တဲပါအဲ့ဒါကိုစကခကိုရဲ့ဗျူဟာမှုဗိုလ်မှုကြီးဝင်းကိုရဲ့တူမတက်ကြကြီးစရေးမှခင်ကြီးဗျူနဲ့ဖောက်ပြန်တယ်နဘခတိုင်းမူဟာဒါကစစစ်တွေယုံထာနာချုပ်မှာအခြေပြုပြီးတော့တိုက်ပွဲတွေကိုကုတ်ကဲနေတဲ့အချိန်မှာတိုင်းမူရဲ့ PSO နဲ့တက်ကြကြီးစရေးမတို့အိမ်တော်ကြီးဖောက်ပြန်ကြတာ အဲ့ဒါကိုတက်ကြကြီးစည်ရေးမှာခင်ကြီးပြူကလည်းဓာကဆစစ်တွေရိတ်တာတာဝန်ခံအရာရှိဘိုးကြီးရန်အောင်စိုးနဲ့လက်ထပ်ဖို့အထီကိုခွင့်တင်ထားကြတာတွဲနေကြတာတိုင်းမှု PS ကိုဖြစ်တော့လဲတိုင်လဲမတိုင်ရဲအဲ့လိုတွေဖြစ်နေတာလို့တက်တွင်းသတင်းရေးမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့စစ်အာဏာရှင်ကို drone နဲ့တိုက်ခတ်ရမှာဥဆောင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Federal Wings ကတာဝေးပြေး drone များကိုထုတ်လုပ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာ Federal Wings က drone များကိုထုတ်လုပ်နေတဲ့ဓာတ်ပုံများကိုထုတ်ပြန်လာပြီးတော့အဲ့ဒီ drone များဟာဝေးဝေးကိုပြန်တန်းနိုင်ရန်နဲ့ပေးလုံကြီးကြီးမားမားကိုတဲဆောင်နိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ Federal Wings ကတာဝန်ရှိသူကရှင်းပြထားပါတယ် drone body ကိုကိုယ်တိုင်ထုတ်လုပ်တာပါတာဝေးပြေး drone လို့ပဲပြောရမယ်လို့ Federal Wings ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့လေးကျင်ရေးရှိခေါ်အမှတ်၈စစ်လေးကျင်ရေးကျောင်းဝင်းထဲမှာစစ်ကောင်စီအုပ်စုကကန့်ဘလူးနဲ့ရွှေဘုံမြို့နယ်ကပြူစောရီးတွေကိုစုခေါ်ပြီးတော့ drone တင်တန်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သင်္ကန်းဝဝါတော်ဝလက်အောက်ခံကန့်ဘလူးနယ်ကပြူစောရီးတွေကို၉၀၀ဖို့စစ်ကောင်စီအုပ်စုရဲ့အထိုင်းစခန်းထဲမှာစုပြီးတော့ရဟတ်ရင်နဲ့ရွှေဘုံမြို့လေးကျင်ရေးရှိထဲကိုခေါ်လာကတင်တန်းတွေပေးနေတယ်လို့ရွှေဘုံမြို့အနောက်ဘက်ပယံဇီးဖြူကုန်း တဲသီးတော့စတဲ့ခြေရွာတွေကပြူစောထီတွေကိုပါစုပြီးတော့ drone တင်တန်းပေးနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါရယ်ကန့်ဘလူးနဲ့ကိုရောင်ဘုတ်ကနေဝေဟင်၅ခေါက်တဲလာပြီးတော့တင်တန်းနေပေးနေတာလို့သိတယ်ဗျအကုန်လုံးပေါ့ဗျာလက်နက်ကြီးရော drone ရောလို့ရွှေဘို KI PDF တရဲ22ကတရဲမှုကပြောကြားထားပါရယ်ရွှေဘုံမြို့နယ်အတွင်းကပယံပြူစောထီရွာမှာဆိုရင်စစ်အောင်စီအုပ်စုက drone ဝယ်ဖို့အတွက်တအင်းကိုငွေကျပ်9000နှုန်း ခွဲလမ်းကြကောက်ခံနေတယ်လို့ကြားသိရကြောင်းရွှေဘုံမြို့နယ်အခြေစိုက်တောင်သူကြီးများအဖွဲ့ PDF ကပြန်ကြားရေးတောင်ခံကပြောဆိုထားပါတယ်ပယံတို့တီးလုံးတို့တဲသီးတော်တို့ပြန်ပြီးတော့ဖြန့်မယ်လို့ပြောတာပဲတင်တန်းတွေပေးပြီးတော့ drone တွေကိုပေးမယ်လို့ပြောတာပဲပယံကတော့တအိမ်ကို9000ကောက်တယ်လို့ပြောတယ်လူကြီးတော့အတိအကျမသိရသေးဘူးအဲ့ဒီရွာတွေကနေခေါ်တာတင်တန်းပေးတာကတော့ရက်90လောက်ရှိပြီအခုချိန်ထိတော့ drone တွေရောက်မလာသေးဘူးလို့ပြောပါတယ် ရွှေဘုံမြို့နယ်အနောက်ချမ်းကပယံဇီးဗူကုန်းမြင်းချင်းတဲသီးတော်ညောင်ကိုင်းတီလုံးစတဲ့ကျေးရွာတွေကဒေသခံတွေကိုစစ်ကောင်စီအုပ်စုကပြူစောထီးတွေအဖြစ်နဲ့လက်သက်မွေးထားပြီးတော့တချို့ကိုလက်နက်ထုတ်ပေးထားသလိုအဲ့ဒီရွာတွေကပြူစောထီးတချို့ကတော့စစ်ကောင်စီအုပ်စုထံကနေပြီးတော့လက်နက်ကိုကိုယ်ပိုင်အဖြစ်နဲ့ဝယ်ယူကန်ဆောင်နေကြတာဖြစ်တယ်လို့ဒေသခံတော်လှန်ရေးအဖွဲ့တွေကပြောပါရယ်စစ်ကောင်စီအုပ်စုဟာအဲ့ဒီပြူစောထီးတွေကိုဒေသတွင်းမှာရွာကိုမီးရှို့လူသက်လူရက်စီကဖောက်ဖင်းခိုးယူရရှိလာတဲ့ပစ္စည်းတွေကိုလည်း ခွဲဝေပေးနေတယ်လို့သိရပါတယ်အခုနဲ့အစောပိုင်းကတဲသီတော်ပြူစောတိရွာနဲ့တီးလုံးပြူစောတိနှစ်ရွာကိုတော်လိုင်းတပ်ဖွဲ့တွေကတလဝင်းကျင်တိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာလက်နက်အင်အားမပြည့်စုံတာကြောင့်ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့တောင်သူကြီးများတပ်ဖွဲ့ PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဖြစ်ပွားခဲ့တဲ့ကောလင်းမြို့တကြောပြန်တိုက်ပွဲမှာစစ်ကောင်စီအုပ်စုကပြူစောတိအများပြားကိုစူးစီးခေါ်ဆောင်လာက လူသားလိုင်းစစ်စင်ရေးသဘောမျိုးနဲ့အသေးခံတိုက်ခိုင်းခဲ့တယ်လို့ ခင်မီ drone တွေကိုလည်းအသုံးပြုခဲ့တယ်လို့ပါဝင်တက်ခတ်ခဲ့တယ်ဒေါ်လာရဲ့အဖွဲ့တွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့အကြံဖတ်စေကောင်းစီကအလုတ်အကင်နိုင်ငံကူးလက်မှတ် PJ အမျိုးအစားကနေပြီးတော့အလဲပတ်နိုင်ငံကူးလက်မှတ် PV အမျိုးအစားကိုပြောင်းလဲမှုများကိုစေကောင်းစီကဇွန်လ6ရက်နေ့ကနေစတင်ပြီးတော့ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ6ရက်နေ့ကနေစတင်ပြီးတော့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံများမှာနိုင်ငံကူးလက်မှတ် ် PJ ကနေ PV ကိုပြောင်းလဲရန်ရှောက်ထားမှုများအားလုံးကိုစစ်ကောင်စီကပိတ်ပင်လိုက်ချင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကမေလလာဇန်ပိုင်းမှာအသက်23နှစ်ကနေပြီးတော့အသက်32နှစ်အထိအမျိုးသားများအားလုံးကိုပြည်ပထွက်အလုပ်လုပ်ခွင့်ကိုပိတ်ပင်ခဲ့တယ်လို့သိရပါဗျ။အခုလိုပိတ်ပင်ခဲ့တဲ့အတွက်လူငယ်အမျိုးသားတွေဟာ၎င်းတို့ရဲ့နိုင်ငံကိုယ်လက်မှတ်အလုပ်ကာ PJ များကိုအလဲအပတ်နိုင်ငံကိုယ်လက်မှတ် PV ကိုပြောင်းလဲရှောက်ထားပြီးတော့ပြည်ပနိုင်ငံများကိုအလဲအပတ်နဲ့ထွက်ခွာနေမှုများအလွန်များပြားလာတယ်လို့သိရပါဗျ။ဒါကြောင့်စစ်ကောင်စီက ဇွန်လ6ရက်နေ့မှာနိုင်ငံကူးလက်မှတ် PJ ကနေ PV အမျိုးအစားကိုပြောင်းလဲလျှောက်ထားမှုများကိုပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မေလ10ရက်နေ့ကတည်းက Passport PJ ကနေ PV ကိုပြောင်းကြတာအရန်ကိုများတယ်။တချို့ကလည်းအ мян ကြီးငွေသိန်း20လောက်လက်ပေးပြီးတော့နိုင်ငံကူးလက်မှတ် PV ပြောင်းပြီးတော့ရတယ်လို့နီးနေပြည်ပကိုထွက်ကြတာ။စစ်မှုထမ်းဥပဒေကြောင့်ပြည်ပကိုထွက်ကြတာ။အခုတော့အကုန်လုံးလမ်းပိတ်သွားပြန်ပြီ။ PJ ကနေ PV ကိုပြောင်းလို့မရတော့ပြန်ဘူးလို့ ရန်ကုန်ကနိုင်ငံကူးလက်မှတ် PJ ကနေ PV ကိုပြောင်းလဲရန်စ조사နေတဲ့လူငယ်တအုပ်ကပြောဆိုလာပါတယ်။ပြည်ထရေးသတင်းရင်းမြစ်ထံကိုမေးမြန်းကြည့်ရမှာနိုင်ငံကူးလက်မှတ် PJ ကနေ PV အမျိုးအစားကို ြောင်းလဲမှုများပိတ်ပင်လိုက်ခြင်းဟာမှန်ကန်တယ်လို့အတိအပြုပြောဆိုထားပါတယ်။တက်တန်းရှိသည်ဖြစ်စေတက်တန်းကုန်သည်ဖြစ်စေလက်တလောညွှန်ကြားချက်များအရာအသက်23နှစ်ကနေအသက်32နှစ်အတွင်းမှာရှိတဲ့အမျိုးသားများကင်ဆောင်ထားတဲ့ PJ အမျိုးအစားနိုင်ငံကူးလက်မှတ်များကို PV ကိုလုံးဝပြောင်းလဲပေးမှာမဟုတ်ကြောင်းပြန်လည်ပြောဆိုအတည်ပြုထားပါတယ်စစ်ကောင်စီကဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးတဲ့နောက်လူငယ်များပြည်ပကိုထွက်ခွာမှုအလွန်များပြားနေတဲ့အတွက်အသက်23နှစ်ကနေအသက်32နှစ်အတွင်းလူငယ်များကို ပြည်ပကိုအလုံးနဲ့ထွက်ခွာခွင့်ကိုပိတ်ပင်ခြင်းများလှုပ်ဆောင်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ